ဘဝမှာ အသက်ရှင်သန်နေသမျှကာလပတ်လုံးရှောင်ကျင်ရမယ့်အချက်၄ချက်မျှဝေပေးသွားမှာ ဖြစ်ပါတယ်။ဗီဒီယိုလေးကိုဆုံးအောင်ကြည့်လိုက်ပါ။နံပါတ်၁အချက်ဘသူအပေါ်မှာမမယုံပါနဲ့။နံပါတ်၂အချက်တစုံတယောက်ရဲ့ဖြစ်တည်မှုတွေကိုဘဝတွေကိုဂုံတိတ်ခါတွေကိုဖျက်လို့ဖျက်စီးဘယ်တော့မှမလုပ်မိပါစေနဲ့။တွေးတောင် မတွေးမိပါစေနဲ့။နာမသုံးချက်လူပေါင်းမမားစေနဲ့။ဆရာတန်မမားစေနဲ့။နာမ၄အချက်အချက်ဆိုရင် ပြီးတာပဲဆိုပြီးတော့ဇုံလုံးကမ်းပြီးတော့မှအချက်ကြီးတာမျိုးမလုပ်မိပါစေနဲ့။အဲ့တော့နာမ၁အချက်ဘဝမှာဘလောက်ပဲအောက်တန်းကြတဲ့ဘဝကိုရောက်နေပါစေအောက်ဆုံးမှာရောက်နေပါစေဘလောက်ဆင်းရဲတွေနဲ့နေပါစေ။ ဘသူအပေါ်မှာမှမယုံပါနဲ့ချမ်းသာဖို့အတွက်လည်းဘသူအပေါ်မှာမယုံပါနဲ့ကိုကောင်းစားဖို့အတွက်လည်းဘသူအပေါ်မှာမှမယုံပါမိစေနဲ့ကိုအောင်မြင်ဖို့အတွက်လည်းဘသူကိုမှချနှင်းတဲ့လူတယောက်မဖြစ်ပါစေနဲ့နမနဲ့ချက်ဘသူကိုမှဖြက်လို့ဖြက်စီ မလုံမိစေနဲ့မတွေးမိစေနဲ့ဦးဇင်းတို့ဒေဝရတ်ကိုကြည်နော် သူ့ရဲ့လောဘတဏ္ဍာသူ့ရဲ့ဖြစ်ချင်တဲ့စိတ်သူ့ရဲ့လောဘစိတ်တွေသူ့ရဲ့ဂုံတိတ်ခကြီးကျင်တဲ့စိတ်တွေဘုံကြီးကျင်တဲ့စိတ်တွေကိုမထိန်ချုပ်နိုင်တဲ့အခါကိုထက်ตาနေတဲ့လူကိုထက်မြင့်မြတ်နေတဲ့လူကိုဖျက်ဆီးတာမြတ်စွာဘုရားကိုလှုပ်ကြံနေမို့လားနမတေပထမဆုံးအချက်သူတန်ခါတွေကိုအချင်းချင်းဂိုင်းကွဲအောင် တင်းခွဲပြီးတော့မှတန်ခါတင်းခွဲခြင်းဆိုတဲ့ပြန်စံန္တရိယကံကိုသူကျွလွန်လိုက်တယ် ဒီကံဟာကုစားလို့မရဘူးဒါပေမဲ့သူ့ရဲ့လောဘစိတ်ဟာအကျိုးအပြစ်ကိုမခွဲခြားနိုင်ဘူးအမားအမှန်ကိုမဝေဖန်နိုင်ခဲ့ဘူးထပ်ပြီးတော့သူတဆင့်တက်တယ်မြတ်စွာဘုရားကိုပြိဋိဌိဗံပြုအောင်လှုပ်ပြီးတော့မှသူဘုရားအရာကိုခံမယ်ဆိုပြီးတော့မြတ်စွာဘုရားကိုကြောက်မောင်းဆင်ပြီးတော့မှလှုပ်ကြံတက်ဖြတ်တယ်ဒါပေမဲ့မြတ်စွာဘုရားခြေမတော်မှာပဲတွေးကြည့်ဥယျာဉ်ဥခဲ့တယ် ြန်စာနန္ဒရိယကံနောက်ထပ်ထัจူးလွန်တယ်အဲ့ဒီတော့အဲ့ဒီလိုဖြက်လို့ဖြက်စီသူတို့ဘာဖြက်လို့ဖြက်စီလှုပ်လိုက်တဲ့အခါမှာကိုယ့်ရဲ့စိတ်ကတော့သူတို့ဘာကိုပျက်စီးစေချင်တာပဲဒါပေမဲ့သူကိုယ်တိုင်ပျက်စီးသွားခဲ့ရတယ်သူ့ရဲ့အပြစ်တွေဟာပြန်စာနန္ဒရိယကံဖြစ်တဲ့အတွေ့ဘလို့နီးနေမှကုစားလို့မရခဲ့ဘူးနောက်ပိတ်ဆုံးသူ နေထိုင်မကောင်းဖြစ်တဲ့အခါမှာ မြတ်စွာဘုရားကငါသွားတောင်းပန်မယ်ဆိုပြီးတော့မှသွားတဲ့အခါမှာလန်းခုလတ်ပါတယ်မယ်မြေမြူချင်းကိုခံလိုက်ရတယ်အရှင်လတ်လတ်မြေမြူခံလိုက်ရတာဒါဟာသူတို့ဘာကိုဖျက်လို့ဖျက်စီးလှုပ်ခြင်းနဲ့စိတ်ကကိုယ်ဘဝကိုဖျက်စီးသွားတာပဲဒါကြောင့်ဖျက်လို့ဖျက်စီးလှုပ်ခြင်းနဲ့စိတ်ဖျက်စီးစေလိုတဲ့အတွေးမျိုးတွေကိုဘယ်တော့မှမတွေးမိပါစေနဲ့နံပါတ်3ချက် ဆရာတဲ့မမားစီနဲ့လူပေါင်းမမားစီနဲ့အဇာတတ်ကိုကြည့်အတက်ငငယ်ရွယ်ရွယ်လေးတိတ်ဖြူစင်နေတဲ့အချိန်မှာဒီဒေဝရဟာမြတ်စွာဘုရားကိုသူလောက်ကြံပြီးတော့ဘုရားရာလူရဖို့တော့ဒီကလေးကိုသူစီယုံပြီးတော့မှဒီကလေးဘယင်ဖြစ်အဲ့ဒီအင်အားပါသုံးမယ်ဆိုပြီးတော့သူကလေးကိုသူ့ရဲ့လောကီဇန်တကိုးတွေပြပြီးတော့မှသူကလေးကိုကြောက်အောင်အထင်ကြီးအောင်လှုပ်ပြီးတော့ဆရာတင်စေခဲ့တယ်အဇာတတ်ဆရာတင်မှားသွားတယ် လူပေါင်းမှားသွားတယ်သူ့အဖေကိုတတ်ပြီးဘယင်လုံးပဲဆိုပြီးတော့ပေါင်မှာဓာတ်ကိုထိုးပြီးတော့မှဝက်ပြီးတော့မှသူ့အဖေရဲ့အဆောင်ကိုချင်းကတ်ခဲ့တယ်ဒါမင်းချင်းနေနဲ့မိသွားတဲ့အတွက်ပထမတစ်ကြိမ်ပြန်စာနန္ဒရိယကန်ကျူးလွန်ဖို့အတွက်ကိုလွတ်သွားခဲ့တယ်ပေါ့နောက်ပိုင်းတော့ဒါသူ့အဖေကိုပြန်တတ်ပြီးတဲ့တာမိုက်ဆိုပြီးတော့မှလူတွေရဲ့ပါဇက်ပြားမှာရေပန်းစားခဲ့ရတယ် ဒါဆရာတင်မှားခဲ့တာ လူပေါင်းမှားခဲ့တာဒါကြောင့်လောကမှာဆရာကောင်းကိုရှာပါလို့မြတ်စွာဘုရားကအချိန်ချင်းမှားခဲ့တာဒါကြောင့်လောကမှာတကယ်ကိုကိုအမြင့်ကိုရောက်အောင်ကိုချင်းသီလတွေကောင်းအောင်အမအမှခွဲခြားနိုင်အောင်သင်ပြပေးနိုင်တဲ့ဆရာကောင်းကိုရှာပါအဲ့လိုအပေါင်းအသင်းမျိုးမိတ်ဆွေစစ်ကိုရှာပြီးတော့မှပေါင်းပါလူပေါင်းမမှားပါစေနဲ့နောက်ဆုံးတစ်ချက်ကတော့ဘုသူကမှအရန်ကြီးဇုံလုံးကန့်ပြီးတော့မှ အချစ်မကြီးမိပါစေနဲ့အချစ်ကြီးရင်အမျက်ကြီးတယ်အချစ်ကြီးရင်တောကကြီးတယ်အချစ်လွန်ရင်တောကတွေလည်းလွန်ရတတ်တယ်အဲ့ဒီရဲ့နောက်မှာအဲ့ဒီချစ်ကြောင့်ပေးလိုက်တဲ့တောကတွေဒုက္ခတွေဆိုတာဟာဘယ်လိုနည်းနဲ့မှပူပင်တောကတည်တည်တော့တော့လေးမဟုတ်ဘူးအချစ်ကြောင့်ဖြစ်တဲ့တောကတွေဟာအမတန်မှကြီးမားတယ်အမတန်မှပူလောင်ရတယ်ဒါကြောင့် အချစ်ကိုဇုံလုံးကမ်းပြီးတော့မချစ်မိပါစေနဲ့မေတ္တာထည့်ပြီးတော့မှချစ်ပါမေတ္တာထားပါနှလုံးစိတ်ဝမ်းငြိမ်းချမ်းကြပါစေ thank you